ိတ်တံခုတ်တံဒုက္ခဝဟံထိမ့်သိမ်းဆောက်ရှောက်ထားတဲ့စိတ်ဟာမိမိထံမောင်းသို့ချမ်းသာဒုက္ခကိုယူဆောင်လာတတ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာ။ဘုရားဟောတဲ့တရားဆိုလွဲမားစရာအကြောင်းမရှိဘူး။လောကလူသားတွေကချမ်းသာဒုက္ခရကြင်ကြတယ်။သို့တော့စိတ်ကို ထိမ့်နိုင်ကြသလားဆိုတော့မထိမ့်နိုင်ဘူးနော်။စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်မှုဟာဓမ္မအရေးကြီးတယ်။ ထိုင်တိုင်းဆောင်ရှားမှုမပြုတ်နိုင်ဘူးဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုလိုရင်နဲ့ချမ်းသာဒုက္ခရနိုင်မှာမဟုတ်ဘူးပေါ့အဲ့တော့ချမ်းသာဒုက္ခဆိုတဲ့နေရာမှာအမျိုးမျိုးရှိတဲ့ချမ်းသာဒုက္ခတွေမျိုးမျိုးရှိအဲ့ဒီချမ်းသာဒုက္ခအမျိုးမျိုးတွေထဲမှာဘယ်လိုချမ်းသာဒုက္ခမျိုးကိုပေးစွမ်းနိုင်တယ်လဲလို့ဆိုရင်သာဝရခိုင်မြဲတဲ့ချမ်းသာဒုက္ခမျိုးတည်းအောင်စိတ်ကိုထိန်းနိုင်တဲ့ပုံစံတွေဟာရကြလောကမှာစဉ်းစားကြည့်နေတယ် ကိုယ်စိတ်ကိုမထိန်နိုင်တဲ့ပုံကိုယ်တွေဟာစိတ်မထိန်နိုင်လို့ဆိုပြီးတော့တစုံတစ်ခုသောပြစ်မှုကိုကျွလွန်မိသွားပြီဆိုလို့ရှင် ပြဿနာတွေတက်ပြီးတော့ဒုက္ခရောက်ကြရတာလောကမှာလည်းပဲအထင်ရှားပဲပေါ့အဲ့တော့စိတ်ထိန်နေဆိုတဲ့နေရာမှာတမန်လောကလူသားတွေထားတဲ့စိတ်ထိန်မျိုးတိဒင်ကိုဆိုလိုတာမဟုတ်ဘူးဒီတဲ့အဆင့်မြင့်တဲ့စိတ်ထိန်အစင်းမြင့်တဲ့စိတ်ထိန်ဤတိုင် ထိန်းသိမ်းဆောက်ရှောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာထိအောင် ချမ်းသာဒုက္ခတွေကိုရနိုင်တယ်လို့ဒီလိုဆိုလို့ဒါအဲ့တော့သကေတံအနေနဲ့တူညီတယ်လို့ပြောပြီမဲ့လို့အနှစ်သာရပိုင်းကျတော့ကွဲပြားခြားနားမှုတွေရှိစိတ်ထိန်းနေဆိုတာဘယ်အတိုင်းတာထိထိန်းရဘယ်အတိုင်းတာထိထိန်းရမလဲဘယ်လိုထိန်းရမလဲဘယ်နည်းနဲ့ထိန်းရမလဲ မြမပြည်မှာတစ်ချိန်တုန်းကပေါ်ခဲ့တဲ့စိတ်စိတ်တိုင်းထားဆိုတာထိမ့်เสียမလို့ဘူးလို့ဒီလိုပြောတဲ့စကားမျိုးတွေရှိခဲ့တယ်ပေါ့နော်သို့သောမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့တရားကိုဘုန်းကြီးတို့တွေကမှတ်သားကြရမြတ်စွာဘုရားကစိတ်ဆိုတာတဲ့အာယုံခတ်သိမ်းကနေတားမြစ်ဖို့မလိုဘူးမကောင်းတဲ့အာယုံကဆိုရင် စိတ်ကို တားမြစ်ရမယ်ထိမ့်သိမ်းဆောက်ရှောက်ရမယ် တယ်လို့ဆိုလို့တော့ကောင်းတဲ့အာယုံဆိုမတရားဒါလောကသဘာဝစဉ်းစားကြည့်လေကိုသားသမီးကိုထိန်းနေကြတဲ့မိဘတွေကိုညီငယ်နှမငယ်တွေကိုထိန်းကြတဲ့မောင်နေအမတွေစဉ်းစားကြည့်ပေါ့ဘယ်လိုနေရာ ထိန်းတာတော့နေရာတိုင်းမှာ မသွားရမလာရ ပိတ်ဆို့တာလားသို့မဟုတ်မသိတဲ့နေရာ မသွားရဘူးပြောတာလားဒါအမှန်တမ်းထင်ရှားတဲ့ဒကာတစ်ခုပဲเนาะ အဲ့တော့ကိုကောင်းကျိုးချမ်းသာကိုရရှိနိုင်ဖို့အတွက်ကိုယ့်ရဲ့သားသမီးကိုစောင့်ရှောက်ထိန်းသိမ်းတဲ့ပုဂ္ဂိုလ်တွေကအော်မသိမ့်တော်တဲ့နေရာကိုမသွားနဲ့အန္တရာယ်ရှိတဲ့နေရာကိုမသွားနဲ့အန္တရာယ်မရှိတဲ့နေရာကြတော့သွားခိုင်းတယ်လေဖះเจ้าကံမသွားရဘူးလို့ဘယ်သူမှမပြောဘူးနော်အေးအန္တရာယ်ရှိတဲ့နေရာမျိုးကြတော့မသွားနဲ့လို့ပြောရတယ်ထို့တူပဲစိတ်ဟာလည်းပဲဒီတိုင်းပဲပေါ့စောင့်ရှောက်ခြင်းဖြင့် အကျိုးရနိုင်တဲ့နေရာမျိုးဆိုရင် ခွင့်ပြုရအကျိုးမရနိုင်တဲ့နေအန္တရာယ်များတဲ့နေရာမျိုးဆိုရင်စိတ်ကိုထိန်းသိမ်းဆောင်ရှောက်ရမယ်လို့ဒီလိုဆိုလိုတာအဲဒီလိုဆိုလိုတာဟာတချို့ကလည်းစိတ်ကိုဘယ်အာယုံနဲ့မှမတွဲအောင်စိတ်ကိုဖယ်ထုတ်ရမယ်ဘာအာယုံမှလက်မခံရဘူးဆိုတာဒါအဘိဓမ္မာသဘောကိုနားမလည်လို့ပြောတဲ့စကားတစ်ခုပဲ စိတ်ဆိုဒီမှာအာယုန်နဲ့ကင်းပြီးတော့ဖြစ်လို့မရအောင်အာယုန်နဲ့ဝတ္ထုဆိုတာလို့ဒီနှစ်ခုစုံစည်းမှစိတ်ဆိုတာဖြစ်တယ်အာယုန်မစုံမဲနဲ့စိတ်ဘယ်တော့မှမဖြစ်ဘူးစိတ်ဖြစ်လာတဲ့ဆိုတဲ့ကအာယုန်ရှိလို့ဖြစ်တယ်လို့သဗ္ဗေကျမ်းကသင်ထားတဲ့ပုဂ္ဂိုလ်တွေအားလုံးသိတယ်ဒါကြောင့်မို့စိတ်တန်ဆိုတဲ့စကားလုံးကိုဝိจุဆိုတဲ့အခါမှာအာရမဏံစိတ်တေတိဝိသနာတိတိစိတ်တန်လို့ အာယုံကိုတိတက်တော့ကြောင့်စိတ်အာယုံတိတယ်ဆိုတဲ့အတိပ္ပယ်ဟာဘလို့တိတာတုံးဆိုအာယုံကိုရယူတာလို့သူတို့ပြောတာအဲ့ဒါကိုကောက်ချက်ချလိုက်တဲ့အခါကျတော့စိတ်ဆိုတာအာယုံနဲ့ကင်းပြီးတော့မဖြစ်ဘူးအာယုံရှိမှဖြစ်တယ်ဒါကြောင့်မို့အာယုံတွေကိုဖယ်ထုတ်ရမယ်လို့ဘုရားမဟောဘူးနော်စိတ်ကိုထိန်းသိမ်းရမယ်လို့သာဟောတာအာယုံပေါ်မှာမကောင်းတဲ့စိတ် စိတ်ဟာမကောင်းတာတွေနဲ့တွဲဖက်ပြီးတော့မသွားเสียရဘူးလို့ဒါဒီလိုဆိုလိုတာအဲ့တော့လွဲမားတဲ့အမြင်မျိုးကိုမရှိเสียရအောင်စိတ်မှန်ရင်အာယုရှိတယ်အာယုမရှိပဲစိတ်မဖြစ်ဘူးတဲ့နောက်ဆုံးမှာမက်စိတ်ဖို့စိတ်တောင်မှပဲနိဗ္ဗာန်ကိုအာယုပြုမှဖြစ်တာလေနိဗ္ဗာန်ဆိုတဲ့အာယုမရှိရင်မက်စိတ်ဖို့စိတ်ပေါ်ကုန်မပေါ်နိုင်ဘူးနိဗ္ဗာန်ကိုအာယုပြုရမှပေါ်တာဟောဝိပဿနာဉာဏ်လို့ဆိုတဲ့ဝိပဿနာစိတ်တွေဟာလေ သင်္ခါရအာယုနမိတ်ရှိမှဒီဝိပဿနာညာဆိုတာဖြစ်တာသင်္ခါရအာယုနမိတ်မပါပဲအာယုမပါပဲဝိပဿနာဆိုတာမဖြစ်ဘူးတခါဇန်စိတ်တွေဆိုတာလဲကြည့်လိုက်အောင်ပညာအာယုအဓိကအားဖြင့်ပညာအာယုဇမယံခမဟကုတ်အာယုလို့ခေါ်တဲ့စိတ်အာယုအဲ့ဒီပညာအာယုမဟကုတ်အာယုဆိုတာအာယုနဲ့ကင်းပြီးတဲ့အခါမှာဒီဇန်စိတ်တွေဟာဖြစ်နိုင်မှာဘူး အာယုံရှိမှဖြစ်တယ်။ဒါကြောင့်မို့လို့စိတ်ဆိုသည်မြစိတ်ဟုသည်မြဟာအာယုံနဲ့ကင်းပြီးတော့မဖြစ်ဘူး။သို့တော့အာယုံနဲ့တွဲဖက်ပြီးတော့ဖြစ်လာတဲ့စိတ်မတွဲเสียရမှာကဘာလို့ဆိုရင်လောဘနဲ့မတွဲเสียရဘူးဒေါသနဲ့မတွဲเสียရဘူးမောဟနဲ့မတွဲเสียရဘူး။အာယုံပေါ်မှာလောဘမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတာ။အာယုံပေါ်မှာဒေါသမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်။ အာယုံပေါ်မှာမောဟမဖြစ်အောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ပြောတယ်။နော်အာယုံပေါ်မှာမမနာတွေရင်မှုမှုမရှိအောင်ထိန်းတာကိုပဲစိတ်ထိန်းတယ်လို့ဒီလိုဆိုတာ။အာယုံကိုထိန်းတာမဟုတ်ဘူး။အားလုံးကြားဝေးကြတဲ့ပဋ္ဌာန်းတရားတော်ထဲမှာလဲအာရမဏပစ္စယောဆိုတာရှိတယ်။အာရမဏပစ္စယောဆိုတာအာယုံဒီစိတ်စေတသိက်တွေကိုထောက်ကူပြုနေတာ။အာရမဏတတ္တိဖြင့်ခြေစွပြု အာယုံဆိုတဲ့မိစရာမရှိလို့ရှင် စိတ်စရတဲ့ဒိဋ္ဌိဟာဖြစ်ပေါ်လာနိုင်ခြင်းမရှိဘူးဥပမာပါနဲ့ဥပမာပေးထားတော့ဆိုစိတ်ဆိုတာအဲအာမရှိတဲ့အပြတ်နေတဲ့လူတယောက်နဲ့အလားသဏ္ဍာန်တူတယ်အာယုံကဘာလို့ဆိုရင်တောင်ဝေးလိုဂျိုးတန်းတို့နဲ့အလားသဏ္ဍာန်တူတယ်အာချိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဂျိုးတန်းကိုဆွဲပြီးတော့မတ်တက်ရလို့ရနော်ဆက်ရှိနေပါစေ ကျိုးတန်းကိုဆွဲပြီးတော့မှ ထလို့ရတယ်လို့နောက်ပြီးတော့တောင်ဝေးကိုထောက်ပြီးမှထလို့ရဒီလိုဆိုလိုတာပေါ့အဲ့တော့စိတ်ဟာလည်းပဲအာယုံကို အမိပြုတ်ပြီးတော့မှစိတ်ဟာထလို့ရတယ်အနှိုးဆိုရင်မထနိုင်ဘူးမဖြစ်နိုင်ဘူးလို့ဒီအိဗယ်မျိုးကိုဆိုတာဒါကြောင့်မို့လို့စိတ်ကိုဒီ အာယုန်နဲ့ကင်းအောင်လှုပ်เสียမလိုဘူးကင်းအောင်လှုပ်ရမှာကလောဘနဲ့ကင်းအောင်လှုပ်ရမယ်ဒေါသနဲ့ကင်းအောင်လှုပ်ရမယ်မောဟနဲ့ကင်းအောင်လှုပ်ရမယ်အာယုန်မှာမှလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်နေရမယ်လို့ဒီလိုမှတ်သားကြရတာပေါ့အေးစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာတမ္မာအဖြစ်ပြောမယ်ဆိုလို့ရှိရင်အာယုန်မောကိုမသွားအောင်ဆောက်ရှောက်တာဒီလိုမဟုတ်ဘူးနော် တမအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရူပယုံသတ္တယုံကဏ္ဍယုံရတယုံဖုဒ္ဓပယုံဆိုရယ်ဒီအယုံနေပေါ်မှာစိတ်မသွောင်းအောင်ဆောင်းလျှောက်တာလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးအဲ့ဒီအယုံတွေနဲ့တွေ့ပြီးတဲ့အခါမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ထိမ့်သိမ်းဆောင်းလျှောက်တာကိုဆုလို့တယ်အဲ့ဒီဟာကကမှနိလန်မှန်တဲ့တရားလို့ပြောတာစဉ်းစားကြည့်ပေါ့မျက်စိဆိုတာ မြင်စရာအာယုံရှိရင်မမြင်ပေဘူးလားမြင်မှာပေါ့မျက်စိဆိုတာကြည့်တာပဲလေကြည့်ရင်မြင်စရာအာယုံကိုမြင်မယ်နားကလည်းကြားစရာအတန်ဆိုရင်ကြားမှာပဲပေါ့နှာခေါင်းရှိရင်လည်းအနံ့ရမှာပေါ့လျှာရှိသည့်အတွက်ကြောင့်အရသာဆိုတာသိမှာပေါ့ခန္ဓာကိုယ်ရှိသည့်အတွက်ကြောင့်အထီးတွေ့ဆိုတာလာတာပေါ့အဲ့တော့ဒီမျက်စိနဲ့မမြင်ရဘူးနားနဲ့မကြားရဘူးနှာခေါင်းနဲ့ မနှမ်းရှူရဘူးလျာနဲ့မလဲရဘူးခန္ဓာကိုယ်နဲ့မထိတွေ့ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအဲ့ဒါလို့ဆိုလိုရဲဆိုလို့ရှိရင်မျက်စိမမြင်တဲ့လူ မျက်စိနဲ့အစဉ်အာယုံမမြင်ရဘူးလေအဲ့ဒါဆိုရင် तू နိဗ္ဗာန်ရမှာပေါ့မျက်ကန်းနေနိဗ္ဗာန်မရပြီဘူးလားမျက်စိနဲ့မြင်တဲ့အာယုံသူ့မှာလွတ်ကင်းတယ်နားမကြားရတဲ့လူရောအသံမကြားရတဲ့အတွက်ကြောင့်ကိလေသာငြိမ့်မှာပေါ့ဒီလိုမှ